တမိဆုရှိတဲ့နေရာကိုပြပြနိုင်တဲ့သူကိုထိုက်ထိုက်တန်တန်ဆုချင်းမြင့်သွားမယ်ဆိုတဲ့အသင်ကိုအသင်ကိုနဲ့တမိဆုရဲ့ပွဲကတော့အရှိန်မြင့်ကျလာပြီဖြစ်ပြီးတော့ဒီရက်ပိုင်းကျွန်းမှာလူအများရဲ့စိတ်အာရုံကိုဖန်ဆားထားပါတယ်တမိဆုကလည်းပွဲအဆက်ဆက်နှွှဲလာခဲ့သူဖြစ်သလိုအသင်ကိုကလည်းပိုင်နိုင်ပြီးဆိုမှလှောက်ချတဲ့သူဖြစ်ပါတယ်မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့တမိဆုကအသင်ကိုရှိတဲ့မန္တလေးအထိဖက်မစ်တင်ကိုလှုပ်ဖို့လာခဲ့ပါတယ်သူနဲ့ဂျူမန်နေဂျာလည်းပတ်ဝန်းလာပြီးတော့သူကိုအားပေးကြသူတွေနဲ့အေးစစ်စစ်တွေ့တော့မှပဲအသင်ကိုကစတင်စိန်ခေါ်လိုက်ပါတယ်တမိဆုကအသင်ကိုတရားဘာမှ တုံ့ပြန်လို့မန္တလေးထိရောက်လာပြီးမှ surprise တိုက်ခံလိုက်ရပါတယ်။အီတင်ကိုနဲ့သမီးဆိုးကလွန်ခဲ့တဲ့နှစ်ကလေးကပြဿနာတွေတက်ခဲကြပြီးတော့အီတင်ကိုရဲ့အသားကြီးကိုသမီးဆိုးကပြောဆိုထားခဲ့တဲ့အရာတွေရှိပါတယ်။အမေတယောက်အနေနဲ့ဒီလိုအပြောဆိုခံရတာကိုမကျေနပ်နိုင်ပဲသမီးဆိုးနဲ့ရှင်းဖို့အတွက်စိတ်ရှိရှိစောင့်နေခဲ့ပါတယ်။အခုတော့သမီးဆိုးကအမေရိကကနေမန္တလေးအထိဆက်ဆက်မြတ်မြတ်ရောက်လာခဲ့တဲ့အချိန်မှာတော့အီတင်ကိုကစတင်ပြီးတော့ဖိတ်ကြားလိုက်ပါတယ်ရှင်။တမန်နေရာမှာဖိတ်တာမဟုတ်ဘဲနာမည်ကြီးစားတော့ဆိုင်မှာအစားအသောက်တွေမှာပြီးတော့စောင့်နေခဲ့ပါတယ်။အရင်ကအွန်လိုင်းပေါ်မှာတက်တည်ရှိခဲ့တဲ့သ မီဆိုကအီတင်ကိုချိန်တဲ့နေရာကိုတော့ရောက်မလာခဲ့ပါဘူး။မန္တလေးမှာတနေကုန်ရိုက်ကူးရေးတွေလုပ်နေရပြီးတော့အချိန်စရာတွေပြည့်နေလို့မလာတာပါဆိုပြီးတော့တမီဆိုကအီတင်ကိုကိုကီးမဆိုင်တဲ့အကြောင်းပြသလိုက်ပါတယ်။ဒါပေမဲ့တမီဆိုရဲ့မန်နေဂျာကတော့မန္တလေးမှာတနေကုန်ရှောက်လွင်နေရလို့ပါဆိုတာကြောင့်သူတို့ရဲ့စကားကရှင်းအောင်မညီခဲ့ပါဘူး။သူ့ကိုဖိတ်စာနဲ့တကွာဖိတ်ကြားမှရောက်လာနိုင်ပြီးဒီအချိန်ဖိတ်ရင်တော့မလာနိုင်ဘူးဆိုပြီးတမီဆိုကပြောတာကြောင့်လေအီတင်ကိုကတော့စုကြည့်ငွေကိုထုတ်လိုက်ပါပြီရှင်။အီတင်ကိုချိန်တဲ့အချိန်ကနေစတင်ပြီးတော့တမီဆိုကကြောက်လန့်နေတဲ့ပြင်ဟိုတယ်မှာပြောင်းပြရ တဲ့ဆိုတဲ့အထိဖြစ်သွားခဲ့ပါတယ်။အခုလည်းသူ့ရဲ့ဒီနေရာကိုဘယ်သူမှမသိလို့အီတင်ကိုကတမျိုးဆိုးရှိတဲ့နေရာကိုပြောနိုင်ရင်သိန်း20ပေးမယ်လို့ပြောလိုက်ပါတယ်။နေရာတိကျပြောတဲ့သူကိုသိန်း20နဲ့ထိုက်ထိုက်တန်တန်ကျေးဇူးဆက်မှာဖြစ်ပြီးတော့တမျိုးဆိုးနဲ့တိကျပေါက်ဖြေရှင်းသွားတော့မှာပါ။အီတင်ကိုကသူ့ရဲ့သားကြီးကိုပြောခဲ့တဲ့အရာတွေအတွက်အမေတယောက်အနေနဲ့ကောက်ွယ်ပေးဖို့အစင်းနဲ့ဖြစ်နေတယ်လို့တက်တဲ့အစုံအနေနဲ့စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့သမီးဆိုးကတော့ရောက်မလာခဲ့လို့အိတ်တင်ကိုကိုအရှုံးပေးလိုက်ပြီလားလို့တောင်းထင်နေရပါတယ်ရှင်။သမီးဆိုးကမန္တလေးမှာဖာမတင်လုပ်မယ်ဆိုတော့ကြောင့်သူရှိတဲ့နေရာကိုလည်းအိတ်တင်ကိုကအတိအကျသွားအောင်မှာဖြစ်ပါတယ်။ဒီနေ့မှာတော့ပွဲကြီးပွဲကောင်ကြည့်ရပြီဆိုပြီးမျှော်လင့်နေကြသူတွေကအိတ်တင်ကိုနဲ့သမီးဆိုးပွဲမဖြစ်လိုက်လို့အမလို့အမရလည်းဖြစ်နေကြပါတယ်။နောက်နေ့မှာအိတ်တင်ကိုကသမီးဆိုးရှိတဲ့နေရာထိလိုက်သွားမယ်ဆိုတော့ကြောင့်ပွဲကြီးရှုခြင်းနဲ့သူတွေလည်းစိတ်ဝင်စားလာကြပါတယ်။အိတ်တင်ကိုကလုံမယ်လို့ပြောပြီးရင်တေချာပေါက်မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့အကျင့်ရှိသူဖြစ်ပြီးတော့အိန္ဒိယရောက်ကျောင်းဝင်ခိုင်းတဲ့အဖြစ်အပျက်တွေလည်းရှိခဲ့ပူပါတယ်။ ။တမီဆိုးကိုလည်းအီတင်ကိုကအေးစစ်စစ်စကားပြောလို့ရအောင်စားတော့ဆန်းကြီးကိုခေါ်ခဲ့ပြီးမြသူကတော့မလာပဲငားခင်သွားစားနေခဲ့ပါတယ်။ဒါကြောင့်အီတင်ကိုတရားဘလူနီနဲ့ဖြစ်ရှင်းသွားမလဲဆိုတာကိုစောင့်ကြည့်နေကြပါပြီ။တမီဆိုးကဒီနှစ်တည်းတော့ကျမတော့မင်းသမီးတွေနဲ့လည်းပြဿနာတက်ခဲ့သလိုအီတင်ကိုနဲ့လည်းထိတ်ထိတ်တွေ့ခဲ့ပါတယ်။နာမည်ကြီးမင်းသမီးတွေကိုအေဝေါ်စာရွက်တွေထုတ်ပြီးတစ်ချက်ချင်းရှင်းခဲ့ပြီးမြအခုတော့အီတင်ကိုကိုလာမတွေ့ခဲ့ပါဘူး။တမီဆိုးကိုအပိနေကြသူတွေကတော့မျက်နှာမလှဖြစ်နေကြပြီးတော့မဆိုးကိုအမရလိုက်တာလို့လည်းပြောနေကြပါတယ်။အရင်ကတမီဆိုးကဆက်ဆက်ထိမကန်ပြောတတ်ပြီးမြ င်အခုတော့တခြားတယောက်ပြောင်းသွားသလိုဖြစ်အောင်ညင်နေလို့သမီးစုတယောက်လိမ်မာသွားတာလားလို့လည်းထင်နေကြပါတယ်။အရင်ကသမီးစုရဲ့တက်တီတွေကအမေရိကမှာကြံခဲတာလားလို့မေးနေကြပြီးတော့သူ့ကိုအပိနေကြသူတွေကလည်းမျက်နှာချင်းဆိုင်ပဲရှင်းစေချင်နေကြပါတယ်။အမေရိကမှာပွဲဆက်ဆက်နှွဲခဲ့တယ်လို့အီတင်ကိုကိုလည်းမျက်နှာချင်းဆိုင်ဖြည့်ရှင်းပြလိုက်ပါဆိုပြီးတော့သူ့ဖန်တွေကတော့ပြောနေကြပါတယ်။ဒီပွဲမှာအီတင်ကိုကပဲအနိုင်ရရှိသွားမလား။သမီးစုကပဲအနိုင်ရရှိသွားမလားဆိုတော့ကောမမပြောခဲ့ပါအောင်နော်။ကြည့်ရှုအပိခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။